နောက်ဆုံးလေးနှစ်တွင်မှာ Titan Race 3ကြိမ်အထိအပြိုင်ကျရဖို့နှီးဆက်လာခဲ့တဲ့ဆရာတပည့်ပြတဲ့ဘဲနှောက်ကဲ Titan Race ကိုဒီနှစ်မှာလည်းထပ်ပြီးမြင်ရမလားမသိဘူး။အရှေ့ကနှစ်တည်မှာတော့အာတီတာတယောက်ဂွာဒီယိုလာကိုဘလို့မှမရှင်းနိုင်ခဲ့ဘူး။စကွတ်တက်ရရောအတွေ့အကြုံရရော ရင်းချက်မှုရရော ဖလားနဲ့ပတ်သက်တဲ့မန်တယ်ရောက်ဘလူးမှမရှင်းနိုင်ခဲ့ဘူးဒါပေမဲ့ဒီဗီဒီယိုမှာလေးကျွန်တော်အာဆင်နယ်နဲ့မန်စီးတီးအကြောင်းပဲအဓိကသုံးသပ်သွားမယ်ဒီလိုပြောတာဖြစ်တဲ့အတွက်လီဗာပူးကိုထိုက်တယ်ရင်းထွက်သွားပြီလို့ပြောချင်တာမဟုတ်ဘူးဒါပေမဲ့အဆင့်1ကအသင်းနဲ့အဆင့်2ကအသင်းကြားတဲ့ကလေးမှတ်ပဲကွာမှုကစိတ်ဝင်စားစရာကောင်းလာတယ်လောဆယ်စက်တဝဲပဲကန်ပြီးရဖြစ်တဲ့အတွက်ဘဲချင်းမဆိုလီဗာပူးတော့ထိုက်တယ်ရင်းပြန်ပြီးတော့ဝင်လာနိုင်သေးတယ်လောလောဆယ်ဒီဗီဒီယိုမှာတော့ဆရာတပည့်နှစ်ယောက်အကြောင်းကိုကျွန်တော်အသီးသန့်ပြောသွားလိုက်တော့မယ်အာတီတာနဲ့ဂွာရီယူလာကြားတဲ့ကရှင်ပြိုင်မှုတွေက ခွာလူလာကိုတိုင်အตายရသွားတာပဲနောက်ဆုံးမှာပေါ့လေဒါပေမဲ့ဒီနှစ်မှာတော့အာဒီတာပိုင်ဆိုင်ထားတဲ့စကွတ်တက်ကစားသမားတွေရဲ့မန်တယ်ပိုင်းပွဲတစ်ပွဲကိုနောက်ဆုံးမိနစ်ထိနိုင်အောင်နိုင်ရမယ်ဆိုတဲ့ခံယူချက်မျိုးနဲ့အားကုန်ထုတ်ပြီးကစားကြတာမျိုးတပွဲချင်းစီချင်းကပ်မှုတွေမှာတော့ရှေ့မှာကျွန်တော်တို့သိခဲ့တဲ့အာဆင်နယ်ထက်အများကြီးရင်းချက်လာတယ်။ဒီနေရာမှာဒုတိယနေရာမှာဖိအားပေးတဲ့မန်ချက်စတာစီးတီးဖြစ်နေလို့ကျွန်တော်တို့မှာကနည်းနည်းလေးတော့ကတိကအောက်ဖြစ်နိုင်တယ်။ဘာကြောင့်ဆိုတော့အတိတ်ကတမိုင်းကြောင်းတွေမှာလည်းကျွန်တော်တို့ဒီအသင်းကနောက်ကပရက်ရှာပေးတဲ့အခါမှာလူဟာထပ်ပို့ပြီးတော့ရှေ့ကနေအမှတ်ဖြစ်ပြီးပေးရတာ လိုအပ်ချက်တွေရှိခဲ့တယ်။အဲ့တော့လေးမှတ်အကွာဆိုပေမဲ့မန်ချက်စတာစီးတီးဖြစ်နေဖြစ်တဲ့အတွက်ကျွန်တော်တို့ပေါ်ဆလို့တော့မရဘူး။ဒီနေရာမှာ2022-23ဘောလုံးရာသီတုန်းကအာဆင်နယ်သင်းက9မှတ်အကွာနေပြီးတော့ဒုတိယအဖြစ်ဖလားမရပဲနဲ့ရာသီပိတ်သိမ်းခဲ့တယ်။2023-2024ဘောလုံးရာသီမှာဒုတိယနေရာပဲ2မှတ်၄ပဲကွာဟပြီးတော့ရာသီပိတ်သိမ်းခဲ့တယ်ဖလားမရခဲ့ဘူး။အဲ့ဒီ2023-2024ဘောလုံးရာသီမှာဆိုအာဆင်နယ်ကအောင်ပွဲခံဖို့အခမ်းအနားစိုက်ပွဲတွေတောင်ကိုင်းထဲမှာ တင်ထားတာပြင်ဆင်ထားပြီးသားနောက်ဆုံးပွဲထိရင်ခုန်စင်စရာကောင်းခဲ့တယ်အဲ့လောက်ထိအာဆင်နယ်က City နဲ့ပတ်သက်ပြီး pressure ပေးနိုင်တယ်ဥဆောင်ခဲ့တဲ့အခိုက်အတန့်တွေရှိရဲ့နောက်ဆုံးကြတော့မှဖလာရကနေကြမှာဒုတိယနေရာကိုဆင်းပြလိုက်အဲ့တော့ဒီနှစ်မှာဒီနှစ်မှာတကယ်ပဲ Artita နဲ့ Guardiola လို့ပြန်ပြီးရှင်ပြိုင်ကြမလားဆိုတဲ့အပိုင်းတစ်ချက်တော့ကြည့်ရမယ်ဒီနေရာမှာ Arsenal အသင်းရဲ့ရှေ့ရာသီတုန်းကမရခဲ့တာတွေကိုဒီနှစ်မှာပြန်ပြီးတော့သူတို့ရင်းချက်မှုအပြည့်နဲ့လုံနိုင်မယ်ထင်တယ်။ဘာကြောင့် Arsenal ကရှေ့ရာသီမှာဖလားမရခဲ့လဲဆိုတော့ Champion Monday ်ကောင်းကောင်းမရှိခဲ့လို့ချန်ပီယံမန်တယ်ဆိုတာကလုံးယူလို့မရဘူးအနည်းဆက်ဆုံးဖလားတွေယူထားတဲ့အသင်းမှာပဲအဲ့လိုမန်တယ်မျိုးရှိတာငါတို့ဒီဖလားနဲ့ပတ်သက်ပြီးဘယ်လိုရအောင်ယူရမလဲဘယ်လိုဆော့ရမလဲဆိုကောင်းကောင်းသိရချန်ပီယံမန်တယ်မှာဘယ်လိုຢာတွေပါလဲဆိုတော့ဘယ်အချိန်မှာတင်ပြီးကစားရမလဲဘယ်အချိန်မှာအမှတ်ယူရမလဲဘယ်သူတွေကိုအနာပေးပြီးဆော့ရမလဲဆိုကောင်းကောင်းသိတဲ့အသင်းပဲကြော်ဖြတ်နိုင်တာ ဒီနေရာမှာအာရိတအနေနဲ့ရှေ့ရာသီတွေတုန်းကအကြိုက်ဆုံးကစားမှာ၁၀ယောက်ကိုပဲတစ်ချောက်သုံးရင်းသုံးရင်းနဲ့တယောက်မှပါနိုင်တဲ့အခါမှာ return ပြတ်သွားပြီးတော့အသင်းကရလက်တီဆိုးရွားပြီးတော့ဒုတိယနေရာဆင်းပြေးလိုက်ရတဲ့ရှိရဒါပေမဲ့ဒီနှစ်မှာအာဆင်နယ်ရဲ့အရန်ကောင်မှာတော့ strong တော်တော်လေးဖြစ်တယ်အဲကြောင့်မို့အာဆင်နယ်တင်းနီးပြမီ KI တိုင်းနဲ့ကင်တွင်းကင်တွင်းနိုင်တဲ့လောက်အမတ်တီစူဆောင်နိုင်ပြီးတော့ကစားသမားတွေကိုအနာပေးရင်အနာပေးသလောက်အဓိကပွဲစဉ်တွေမှာတင်ပြီးကစားလို့ရသွားမယ်အနေထားရှိပါမယ်။နောက်တစ်ချက်ကတော့အာဆင်နယ်အတွက်အားသာချက်ပဲ။အဲ့ဒါလူပြန်ဆောင်လာမဲ့ Novena International Break အပီး 23ရက်နေ့စပါးသင်းနဲ့ပွဲစဉ်မှာတော့အားလုံးပြန်ပါခြင်းမှပြန်ပါမယ်။ဒါပေမဲ့လာကုံကာနီလေးကစားမတော်များပူပေါင်းနိုင်တယ်။နောက်ဆုံးမှပူပေါင်းနိုင်မယ့်ကစားသမားတော့ ACN နေပြန်လာမယ့်ကစားသမားသူကတော့နောက်ဆုံးမှပူပေါင်းတာလည်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့အာဆီနယ်အသင်းအနေနဲ့ဒီကစားသမားကို trainee မှာတွေ့ရတာမှတ်ပြီးမဲ့ဂျေဆုအနေနဲ့ကဒီစမှာပထမဘက်ဒုတိယဘက်လောက်မှာပဲ ACN ပြန်လာတာဖြစ်တဲ့အတွက်အဲ့ကြောင့်မပဲစိတ်ချတော့မှပူပေါင်းခိုင်းမဲ့နေသားရှိတယ်။ဒါပေမဲ့ဘာပြောမာတင်အိုဒီကတ်လိုမျိုး ပြီးတော့အသင်းရဲ့ဒီ Jokrat Martinelli Manduki Khanbat ဘယ်လောက်ပျော်ဖို့ကောင်းလဲအသင်းရဲ့တကယ် first line နဲ့ကစားသမားတွေ injury ရနေခဲ့တာသူတို့ပြန်လာမယ်ဆိုတာကအာဆင်နယ်အသင်းနီးပြမီခေအိုက်အတွက်နီးစနစ်ပိုင်းကလိုသလိုသုံးလို့ရသွားမယ်နောက်ဆုံး71ယောက်နဲ့ပထမပိုင်းသုံးလို့အဆင်မပြေဘူးဆိုတော့နောက်ထပ်9ယောက်ကိုဒုတိယပိုင်းမှာ strong ဖြစ်ဖြစ်နဲ့ထည့်ပြီးသုံးလို့ရအောင်မယ်တန်မိုးတင်ပြီးကစားသွားနိုင်မယ်နီးပြဟာပြောင်းလဲလို့ရသွားမယ်ဒါအာဒီဒါအတွက်ဆိုတကယ်ကိုမှတော်တော်တန်မိုးရှိတဲ့ international break လို့ပြောလို့ရမယ်ဒီညမှာပတ်ဂွာဒီယူလာရဲ့အသင်းဘာကြောင့်တိတ်တဆိတ်နဲ့ အဆင့်နှစ်ထိပြန်ပြီးတက်လာခဲ့လဲဆိုတော့သူတို့ကဖီးယားကင်းတယ်တကယ်လဲဖီးယားကင်းပြီးသူတို့ဘသူကမှတိတ်ပြီးများများမပြောတာဒီရသည်မှာသူတို့ကအက်စတွန်ဗီလာကိုရှုံးထားတယ်ဘရိုက်တန်ကိုရှုံးထားတယ်စပါးကိုရှုံးထားတယ်အာဆင်နယ်နဲ့တည်ကြထားတယ်ဒီနေရာမှာမီဒီယာတွေကအာဆင်နယ်နဲ့လီဗာပူးကိုပဲတလဲစီဟိုက်နေကြတဲ့အချိန်မှာမန်ချက်စတာစီးတီးကသူလုံးဆရာရှိရာလုံပြီးတဖြည်းဖြည်းနဲ့အဆင့်နှစ်ကိုပြန်ပြီးတက်လန်းလာတယ်ပြီးတော့အာဆင်နယ်ဆိုရင်လေးမှတ်ပဲကွာလေးမှတ်ကွာလဲဆိုတာတပွဲဆုံးဆုံးလေးပဲ ာဆင်နယ်တင်းလဲရှေ့မှာဆန်နာလန်ကိုသူတို့အနိုင်ရဖို့အတွက်ကြိုးစားခဲ့တာမထင်မှတ်ဖက်နဲ့တည်ကြသွားခဲ့တာမဟုတ်လို့ရှိရင်အာဆင်နယ်ကထုံးစံတိုင်းမှာ6မှတ်နဲ့အသာနဲ့ပြေးနေဦးမှာဒါပေမဲ့အဲ့နှစ်မှတ်ကနှစ်မှတ်ဆိုသလောက် CD နဲ့၄မှတ်กว่าမှုရောက်သွားတယ်တရားတကောတော့အာဆင်နယ်တို့ကအဆင့်တစ်ကိုပြန်ပြီးစီးညင်းမှာမဟုတ်ဘာကြောင့်လဲဆိုတော့မန်ချက်စတာ City လို့အသင်းမျိုးကအဆင့်တစ်ကိုရာပြီးပြီဆိုတော့တုံတုံနဲ့အောက်ပြန်စင်းလာမှာမဟုတ်တော့တင်ပြီးကစားတော့မှသူတို့တောက်လျှောက်အဲ့ဒါ City ရဲ့ရှေ့ရာသီဒီမှာကျွန်တော်ပြိုင်ခဲ့ရတဲ့အတွေ့အကြုံတွေရာတိတာ စီတီကနောက်ကလိုက်တဲ့အခါမှာရောအရှိမရှိတဲ့အခါမှာရောပွဲတပွဲချင်းစီဘယ်လိုနိုင်အောင်ကစားရမလဲဘယ်သူတွေဘယ်လိုအနာပြရမလဲဘယ်ကွေးကြရင်ဘယ်လိုမျိုးအနိုင်ဖျောက်ရမလဲနောက်ဆုံးဘယ်ကွေးကြရင်တော့အမှတ်ကိုဘယ်လိုယူရမလဲဆိုတော့သူတို့ကကောင်းကောင်းသိဂွာလီလာရဲ့အတွေ့အကြုံတွေအများကြီးကဒီအသင်းကိုဖလားရသွားစီတာအဲ့တော့အိုင်ဒါအဲ့ level ကိုရောက်လာလားမရောက်လာဘူးလားဆိုတာကတော့ဒီရာသီမှာကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့ကြောင့်မို့ဂွာဒီယိုလာရဲ့အသင်းကဖီယားကင်းကင်းနဲ့ပဲသူတို့လှုပ်ဆက်ချက်လုပ်တာတခုတော့ရှိရနော်ဂွာဒီယိုလာမှာဟာအလင်းဟာလန်လိုမျိုး energy အပြည့်နဲ့ဂိုးသွင်းပြီးတက်စစ်ကလာမှတူရှိတယ် ဒါပေမဲ့အဲ့ဒီသူ့ပုံမှာအပြည့်စုံမမီခိုးဘူးဆိုရင်တော့မှဟာလန်ခူမတင်းနဲ့ပွဲဒီမှာစီတီးကအနေနဲ့အများတော့ရုံးကန်ရလေးရှိတယ်အဲ့တခုတော့ရှိတယ်နောက်တစ်ချက်ကတော့ဒါ title rate တွေကိုလပောက်ပြန်ဝင်လာနိုင်လားဆိုတဲ့အပိုင်းပဲအခုမှစက်တပွဲပဲရှိကြဆိုတော့38ပွဲကြီးကျွန်တော်တို့ကန်ရမယ်ဗျာအဲ့ဒါကမေလ24ရက်နေ့အထိကန်ရမယ်ခီးရှိပြိုင်ပွဲကြီးနောက်ထပ်6လကျော်လောက်ကြာနေတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကဘယ်သင်းကတော့ချန်ပီယံဖြစ်ဖို့ဖြစ်သွားပြီဘယ်သင်းကတော့ဟိုထိုက်တယ်ရိတ်မှာရှင်ပြိုင်ပေါ်အကောင်းဖြစ်တယ်ဘယ်သင်းကတော့ထိုက်တယ်ရိတ်ကနေလွဲသွားပြီကြိုပြောလို့မရသေးဘူးအနည်းဆုံးပရီးမီးယားလီဂ်ဆိုတာက25ပွဲပွဲ30ပြီးရဲ့ချိန်တော်မှာတခါကျရရလက်ကပြတ်သားတာမဟုတ်ကျွန်တော်တို့ဒီဟိုတနှစ်ကဆိုရင်ဒီ2023 2024ဘောလုံးရာသီမှာဆိုရင်အာဆင်နယ်နဲ့မန်ချက်စတာစီးတာပွဲစဉ်38ထိဘယ်သူချန်ပီယံဖြစ်မလဲမကျင်းသေးတဲ့အနေအထားမျိုးနဲ့ပြိုင်ခဲ့ရတာဒါပေမဲ့အားကြောင့်မို့လို့ဒါပရီးမီးယားလီဂ်ဖြစ်နေတာပေါ့လေအားကြောင့်အာဆင်နယ်တင်း ချန်ပီယံဖြစ်ချင်တယ်ဆိုရင်တော့ဆောင်းရကျွန်တော်ပြောသွားခဲ့တဲ့ရင်းချက်မှုတွေလိုအပ်တယ်။အဲ့ချန်ပီယံမန်တရစကားပြောတာအသင်းသင်းမှာဘလောက်ပဲလူကောင်းတွေရှိရှိဘလောက်ပဲစကွတ်တက်တွေရှိရှိရှိတဲ့တင်းဝော့ကကောင်းကောင်းအလုပ်လုပ်သွားတဲ့တရဖလားရတာပဲ။ဘလောက်ပဲနာမည်ကြီးကြီးပေါ့လေ။အဲကြောင့်ကျွန်တော်ဆောင်းရပြောတဲ့အတိုင်းပဲအာဒီတာအနေနဲ့အကောင်းဆုံးကစားသမားတွေကိုအလှည့်ကျဘလို့သုံးသွားမလဲ။ဘယ်ပွဲစီမှာဘလို့အမှတ်ရအောင်ဖြတ်မလဲ။ဟိုတနေ့ကလူမျိုးနှစ်ကိုးတကိုးနဲ့ပွဲစီမှာ ပို့ပြီးတော့ခန်းစစ်ကိုကာဝယ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တူတူကြမဲ့အနေထားမျိုးကနေကင်းလွတ်သွားမှာဒါကျွန်တော်တို့ဖြစ်ချင်တာပေါ့လေဒါပေမဲ့အာဒီတာမှလည်းအခြား game plan တွေသူ့မှာရှိပါလိမ့်မယ်သူဒီပွဲနဲ့ပတ်သက်ပြီးပြင်ဆင်တာပေါ့အဲ့တော့အာဒီတာအနေနဲ့ပို့ပြီးတော့အသင်းရမတ်တွေစုဆောင်းတဲ့အပိုင်းတွေမှာခန်းစစ်ကိုပို့ပြီးကြီးကြီးလေးလေးတိစောက်သွားမလား twin goal တွေပို့ပြီးများများ twin သွားမလားဆိုတော့တစ်ချက်တော့ကြည့်ရအောင်တချို့အသင်းတွေကခန်းစစ်သိမ့်မကောင်းဘူးအဲ့တော့ကိုက3 4 goal လောက်ရအောင်တွင်းနေတကူးနှစ်ကူးပြန်ပေးရမယ်ဆိုတဲ့ခံစားချက်ရှိနေတာဖြစ်တဲ့အတွက်တချို့အသင်းတွေကကြတော့ခန်းစစ်ကောင်းတယ်သူတို့ပြင်အာဆင်နယ် တကိုးရပြီနှစ်ကိုးရပြီဆိုဒါသုံးမှတ်ကျင်းနေသွားပြီဆိုပြီးတော့ခန်းစစ်ကောင်းတဲ့မန်တယ်ပေါ်မူတည်ပြီးတော့ပွဲကိုအဆုံးသတ်ဖို့လုပ်တယ်ဒါပေမဲ့ပရီးမီးယားလိမာကတကိုးနှစ်ကိုးတာတာတိတ်တော့စိတ်မချအောင်တူးစီးဆိုရရလက်မျိုးနည်းနည်းလေးတက်တောင့်တတဖြစ်တာမှတ်ပြီးမဲ့ဝမ်းစီးဆိုရရလက်ကဘဲချင်းဆိုဝမ်းဝမ်းဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ကျွန်တော်အာဆင်နယ်ပွဲတွေကို3-1 3-C ပုံစံမျိုးနဲ့ပဲခက်ခွာထားစီခြင်းတယ်ဒါခါကျရင်ဒိုင်နီရဲ့92ကြောင့်မူကလည်းပါသေးတာဟုတ်ကဲဒါရောထားလိုက်ပါအဲ့ကြောင့် ဒီရာသီမှာတော့အာရီတာနဲ့ဂွာရီလာဂျားကရှင်ပြိုင်မှုကိုပြင်ပြီးမြင်တွေ့ရမှာလောလောဆယ်အထိတော့ကျင်းပြီးနောက်ထပ်၄-၅ပွဲအထိကတော့အာဆင်နယ်နဲ့မန်ချက်စတာစီးတီးတောက်လျှောက်ပြန်ရမှာဒီရစ်စတဲကိုပြန်ပြီးလေပါဦးဝင်လာဖို့ဆိုသူတို့ဇက်တိုက်နိုင်ဖို့လိုအပ်တယ်အာဆင်နယ်နဲ့စီးတီးတို့ကလည်းပွဲချက်တချို့ကစားမှရှိရတဲ့အတွက်စောင့်တော့ကြည့်သွားမယ်ကျွန်တော်ကတော့ဒီနှစ်အာဆင်နယ်ကိုဖလားရသိချင်တယ်အခုလိုမျိုးအလုံးဝိုင်းပြီးဟိုက်နေတဲ့အချိန်စကွတ်တဲ့တောင်းနေတဲ့အချိန်ကစားသမားတွေရဲ့မန်တင်မြင့်တက်နေတဲ့အချိန်မှာတော့ ချန်ပီယံလိထက်ဆိုင်ပရီးမီးယားလိမှာပွဲတပွဲချင်းစီကိုအင်ပီအားဖြင့်ကစားသိခြင်းနဲ့ချန်ပီယံလိထက်ဆိုင်ကျွန်တော်ပရီးမီးယားလိကိုကစားသမားကောင်းတွေကိုကောင်းကောင်းလေးအနားပေးပြီးတော့နိုင်ပွဲပို့ပြီး focus ထားသိခြင်းနဲ့ကျွန်တော်ကချန်ပီယံလိနဲ့နိုင်ကျင်တဲ့ပရီးမီးယားလိရဲ့နိုင်ကျင်တဲ့ လုံးလို့မရသေးဘူး။ဘာကြောင့်ဆိုကျွန်တော်တို့ကမနစ်ကဖလားသုံးလေးလုံးယူထားတဲ့အသင်းတစ်စင်းမဟုတ်သေးဘူး။အဲ့အတွက်လက်ရှိချိန်မှာကျွန်တော်တို့က lucky ဖလားလေးကဘယ်ဖလားပဲရရကျွန်တော်တို့စပြီးလောက်အောင်။လောစဲအနည်းဆုံးတော့ quarter final ရောက်သွားခဲ့ဖြစ်တဲ့ခါလာဘောင်ပေါ့လေ။လိုချင်တာဆိုရင်တော့အရင်မလိုချင်ဘူး။ဒါပေမဲ့ငါတို့ဖလားရအောင်ယူနိုင်တယ်ဆိုတော့ Monday မျိုးဆိုရင်တော့အနည်းဆက်ဆုံးရနိုင်တဲ့ဖလားကိုတော့အရင်ဆုံးကန်ထားဖို့လိုအပ်တယ်။ဒါပေမဲ့အဲ့ဒီပွဲစဉ်အပီး Premier League ပွဲရှိရဆိုရင်တော့အဲ့ဒီခါလာဘောင်မှာလည်းအရင်ကစားမှတချို့လည်းပဲထည့်ပြီးသုံးနေခြင်းနဲ့ဘာလို့ဆိုပရီးမီးယားလိတပွဲတပွဲချင်းညီရတဲ့သုံးဘက်ကအသင်းရဲ့မန်တယ်ပိုင်းရော ဒုတိယနေရာအသင်းကိုအမှတ်ဖြတ်နိုင်တဲ့အပိုင်းဟောအသင်းရဲ့ဖလားသွားရလမ်းကြောင်းအတွက်ကိုအရင်ရေးပါတာဖြစ်တဲ့အတွက်ပရီးမီးယားလိတပွဲချင်းတွေကျွန်တော်တို့ဆိုရင်သုံးမှတ်ပြပြဝါရတာကိုပဲကျွန်တော်လိုချင်ပါတယ်။ကဲအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘောလုံးမွေးင်းနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောရမယ့်ကစားချက်ဆိုတော့ဘိုင်ဘာဖုန်းတို့ရောက်ကို၄၆ကို၄လုံး၃၃တေနဘက်၃၉ကို9 9 3ခေါင်းရောင်းနေလို့မှဆက်သွယ်ချိဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်နဲ့ဆော့ချင်းနဲ့အကောင့်ဖွင့်ချင်ဆိုရင်တော့အားလုံးကိုနှွေးထွေးချုပ်စပါတယ်။ဘောလုံးမွေးမဆော့တဲ့ညီကိုတွေကတော့ကျူကျူမှာကျွန်တော်ကိုအပြည့်အဝအားပေးလို့ရပါတယ်ခင်ဗျာ။